မင်္ဂလာပါအေးမြတ်မြတ်ဖြစ်ပါတယ်အဲ့တော့ Burmese alphabet မှာမြန်မာအက္ခရာတွေပေါ့နော်မြန်မာအက္ခရာတွေမှာကျမတို့က consonants letter လို့ခေါ်တဲ့ b တွေလေ့လာတယ်ပြီးရင် vowels လို့ခေါ်တဲ့တရတွေကိုလေ့လာတယ်ပေါ့နော် b ကတော့33လုံးရှိတယ်တရကတော့ကျမနဲ့အတူလေ့လာနေတာကတော့9လုံးရှိတယ်ဒါပေမဲ့ traditional vowel မှာကတရက12လုံးရှိတယ်နော် အဲ့တော့ G တွေကိုလေ့လာတဲ့အခါမှာ consonance letter လို့လည်းပြောတယ် Burmese character လို့လည်းပြောတယ်မြန်မာအက္ခရာလို့လည်းပြောတယ်ပေါ့နော်သူကနာမည်အဖြစ်ပေါ့နော် names ပါပြောလို့ရှိရင်33လုံးရှိတယ်နော်ဒါတွေအကုန်လုံးကတော့ we have learned in the previous video အဲ့တော့သူ့ကိုအတန်ထွက်ရေးတဲ့အခါမှာ IPA လို့ခေါ်တဲ့ International Phonetics Alphabet တွေရှိပေမဲ့ကျွန်မ၄ခြင်းငန်းနေမှာတော့ဒီလိုကကြီးအဲ ထွက်ရလွယ်တဲ့အတန်တွက်တွေနေပဲပေါ့နော်ဥပမာ J ဆိုရင်ကျမ wine than နဲ့ထွက်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့လေးလာတဲ့သူတွေကဒါကိုဘယ်လိုမှတ်ရမလဲဆိုရင်ဥပမာကာကြီးဆိုရင်ကခါကိုေခဂါငေကာကြီးကငါစာလုံးစစလင်စစာမြင်ဆွဲစာကွယ်စာမြင်ဆွဲစညညာ တာတလင်းကျိတ်တာဝင်းဘူးတထဝံဘဲထစင်သူထဒါရင်ကောက်ဒါရင်မုတ်ဒါရီဒေါ့ချိုက်ဒနာကြီးနာငယ်နပါသောပဖောက်ထုတ်ဖဘာထချိုက်ဘာကုန်ဘာသူဘာလက်ချိုက်လို့လည်းတန်ထွက်တာတွေ့ရတယ်နော်ပြင်မရပလက်ရကောက်ရ ဒီမှာတော့ကျမတို့ဗမာအခေယံမှာတော့ရလို့ပဲဖတ်တယ်တခါတလေရခိုင်နေရရလို့ဖတ်တာမျိုးလည်းရှိတယ်ပေါ့နော်လလာကြီးလဝတာဟာအဆိုပြီးတော့လေ့လာပေးပါနော်ပြီးတော့ကျမတို့ vowel sound တွေကိုလေ့လာခဲ့ကြတယ်ပေါ့နော် vowel sound တွေအတန်ထွက်ကြည့်ပါဦး e a a r o o ဦးဆိုပြီးတော့ကျမတို့7 powers ကိုလေ့လာခဲ့တယ်။ powers လေ့လာပြီးတော့ကျမတို့က diacritic marks တွေကိုလေ့လာတယ်။ဒီ marks တွေကိုလေ့လာတဲ့အခါမှာအတန်အတွက်အပြင်ကိုရင်းနှီးတွေလည်းသိရမှာပေါ့နော်။ဒီ dotted circle နေရာကတော့ initial consonant လို့ခေါ်တဲ့33 consonants တွေဝင်မဲ့နေရာဖြစ်ပါတယ်။ပြီးသွားရင်ကျမတို့ကရေးနီးတွေပေါ့နော် ရေးနီးကိုတတိထားရမှာကတော့သူကဒီ initial consonants လို့ပြောတဲ့ကာကြီးခါကွေတွေက လိုင်းမတူဘောเนาะအပေါ်မှာရေးတာရှိမယ်တဝေတိုးဆိုရှေ့မှာရေးမယ်ရက်ပလက်သက်ကြတော့ consonance ပြီးတော့မှာ d vowel လေးကိုရေးမယ်ပြီးရင် consonance ပြီးတော့မှာရေးချမောက်ချ two style နဲ့ကျမတို့ရေးတယ်เนาะပြီးရင်တဝေထိုးရေးချရှေ့ထိုးတဝေထိုးမောက်ချရှေ့ထိုးဒါတွေက vowel တွေရဲ့ခေါ်ပုံကုန်နေ names ပေါ့เนาะ names မသိလဲရပါတယ် e a a r o o ဆိုပြီးတော့သိကြ လို့လေပေါ့နော်လုံကြီးတင်တချောင်းငင်လိုမျိုးအတွက်ပေါပါဝဆိုရင်နှစ်နေရရေးပြီးတော့ u ဆိုတဲ့အူပဲဆိုလို့ရှိရင်ကျမတို့က26နဲ့အောက်ဖက်မှာပဲရေးတယ်နှစ်ချောင်းရှိလို့သူ့ကိုနှစ်ချောင်းခင်လို့ခေါ်ပါတယ်အဲ့တော့လုံကြီးတင်ဆန်ခတဝေထိုးရပလက်သက်ရေချမောက်ချတဝေထိုးရေချရှေထိုးတဝေထိုးမောက်ချရှေထိုး လုံးကြီးတင်တစ်ချောင်းခင်နှစ်ချောင်းခင်ဆိုပြီးတော့မြန်မာလိုခေါ်ဖို့ရှိပါတယ်เนาะပြီးရင်ကျမတို့ကဒီကနေ့မှာ syllable လို့ခေါ်တဲ့ဝဏ္ဏပေါ့နော်ပြောရရင်တော့အတန်ပေါ့ဒီမြန်မာစကားလုံးပေါ့မြန်မာစလုံးလို့ပြောမလားအဲ့ဒါတွေကိုလေ့လာဖို့အတွက်ဆိုရင်ဝဏ္ဏတစ်ခု syllable တစ်ခုမှာ one syllable မှာဂျီနဲ့တရပါတယ်ပေါ့နော်ဂျီဆိုတော့ consonants နဲ့ vowel နဲ့ပေါင်းပြီးတော့အတန်ပါတယ် အဲ့တော့ basic farming civil construction မှာဆိုလို့ရှိရင်သူက consonants နဲ့ vowel ဒါပဲပါမယ်ပေါ့နော် consonants ကို အမဲအောင်လေးနဲ့ black color ကတော့ consonants တွေဖြစ်တယ်အနီကတော့ vowel now example number 1မှာဆိုလို့ရှိရင်မဆိုတဲ့ consonants b ကိုတုံးထားတယ်ပေါ့နော်မအဲ့ဒီမှာတဝေထိုးခုနကလေ့လာခဲ့တယ် vowel တဝေထိုးကိုတုံးထားတယ်တဝေထိုးရဲ့အတန်က A မနဲ့ A နဲ့ပေါင်းလိုက်တယ်မ A ဆိုတော့သူ့ရဲ့ silver က may ဖြစ်လာတယ်မ A သူ့ရဲ့အတန်ပေါ့နော် may လို့ဖြစ်လာတယ် may ဆိုတာအတန်တစ်ခုပဲရှိပါတယ်ဒါပေမဲ့သူ့ထဲမှာ consonants နဲ့ vowel နဲ့ပေါင်းပြီးတော့မှ one silver ဖြစ်ပါတယ် may 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 is mother mommy mom may may အဲ့တော့ number 2မှာကြတော့က consonants b ကနဲ့ လုံးကြီးတင်တချောင်းငင်လို့ကျမတို့ပမာလို့ခေါ်တယ်။ o ဆိုရဲ vowel တုံးထားတယ် consonant sound vowel k o ဒါဆိုရင် began ကိုစလုံးလေးอ่ะကိုတတံမဲပေါ့เนาะကို consonant sound vowel ကို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 ဆိုတာကတော့ brother elder brother ကိုပြောတာပါအဲ့တော့ number 3မှာကြတော့တူတူလာအာ နာအောဆိုပြီးတော့၄လုံးပါတော့ဗောနော four consonants ပြီးတော့ vowel ကလည်း၄ခုပါတယ် four vowel တူတူလာနောအတန်ကလည်း four syllables ထွက်မယ်တူတူလာနောတူတူလာနောအဲ့တော့ဒါတွေကိုပေါင်းဖတ်တယ်ဆိုရင် ကျမတို့အရင်ကြောင်းမှသင်ရတဲ့အရင်ဟိုအရင်ကတော့တော့သဝေထိုးမာရီမေသဝေထိုးမာရီမေလို့ဖတ်တယ်ဒါပေမဲ့အခုစနစ်တက်မှာကြတော့အတန်ပေါ်မှာပဲခြေခံပြီးတော့မအေ မေမအေမေမေမေကအိုကိုကအိုကိုကိုကိုတအူတူတအူတူလာအာလာနာအောနောနောက်ပိုင်းဆိုရင်ဒါတွေကိုအတန်ထည့်စရာမလိုပဲねမေမေကိုကိုတူတူလာနောဆိုပြီးတော့ဖတ်သွားနိုင်မှာဖြစ်ပါတယ်ဒါကတော့ basic ပေါ့နော်အယိုးရှင်းဆုံး simple syllable ပုံစံပေါ့နော်တကယ်လို့မြန်မာစကားလုံးဖွဲ့စည်းပုံကိုဒီထက်ပိုပြီးတော့ပေါ့နော်ဟိုစဉ်းစားကြည့်ကြမယ်ပေါ့နော် combination တွေအကြောင်းစဉ်းစားကြည့်ကြမယ်ဆိုရင်အခုဒီမှာမြင်ရတဲ့ sentence တွေကိုကြည့်အောင်နော်သူတို့ဆိုတာကတော့ they သူတို့ is they ဘယ်အချိန်ဆိုတာကတော့ when duration when လာမှာလဲဆိုတော့ welcome ပေါ့နော်အာငါဆိုတော့ i ပေါ့မသိဘူးဆိုတော့ don't know ဲ့တော့ I don't know when they will come သူတို့ဘယ်အချိန်လာမှာလဲငါမသိဘူးသူတို့ဘယ်အချိန်လာမှာလဲငါမသိဘူးအဲ့ဒီ sentence တွေကိုလေ့လာကြည့်အောင်เนาะဒီနေရာမှာရှိတဲ့သူတို့ဆိုတဲ့စလုံးလေးကိုကြည့်အောင်เนาะတူဒါတော့ consonants ပါမယ် vowel ပါမယ် simple syllable တူသူတအိုတိုးဒီမှာ blue color လေးကတော့တုံးဖြစ်ပါတယ် တူတူတူဆိုပြီးတော့ကျမတို့မှာ3တုံးရှိတယ်ပေါ့နော်မြန်မာစာမှာ3တုံးရှိတယ်ပေါ့နော်အဲ့တော့ Burmese language is known as a tonal language with 3 main tone ပေါ့ဒါကြောင့်မလို့တူတူတူဆိုပြီးအတန်အား3ခုရှိသွားမယ်ဒီနေရာကတော့တူလို့ဆိုတဲ့အတန်ကိုယူထားတာပါနော်သူတို့ဘအေဘ consonants နဲ့ vowel ပါမယ် အရောဒီတိုင်းတစ်လုံးလေးပဲတုံထားတယ်ဒီဘက်ကခဆိုတဲ့ consonants b စလုံးလေးမှာ green color လေးက glide ဖြစ်ပါတယ်เนาะဟို glide အကြောင်းလည်းပဲ we have learned in the previous video glide အကြောင်းလည်းဗီဒီယိုမှာလေးလာပြီးသွားပြီเนาะအဲ့တော့ခနဲ့ရောက်တန်ဖြစ်တဲ့ရပ်ပင်နဲ့တွဲလိုက်ရင်ချဖြစ်သွားမယ်เนาะချ လုံးကြီးတင်အပြင်ကိုဒီဘက်က orange color လေးကတော့အသက်လို့ခေါ်ပါတယ်เนาะအပေါ်မှာရှိတဲ့အသက်ကလေးဒီရောက်ကနားငယ်ကတော့ neutralize power လို့ပြောရမလားနတ်တငတ်တမတ်တညတ်တဆိုပြီးတော့အသက်တည်းရှိပါတယ်เนาะ orange color ကတော့အသက်လို့ပဲမှတ်ထားပေးပါနောက်ပိုင်းမှာအသက်ကိုလည်းလေ့လာကြမယ်เนาะအဲ့တော့ဒီ chain ဆိုတဲ့စလုံးတစ်လုံးထဲမှာခါကိုရပ်ပင်းနဲ့တတ်လိုက်တဲ့အတွက်ကြောင့်မလို့သူကအတန်ကနှစ်မျိုးဖြစ်သွားတယ်ပေါ့เนาะနှစ်မျိုးဖြစ်သွားတယ်ဆိုတော့အဲ သူ့ထဲမှာ two syllable ဖြစ်သွားတာပေါ့နော်။အော်ဘယ်လိုပြောမလဲ။ di di syllabics လို့ပြောမှလားမသိဘူးနော်။အဲ့တော့ခဆိုတဲ့အတန်ကိုရနဲ့တက်လိုက်တော့ချပြီးတော့မှအသက်ထည့်လိုက်တော့အိမ်ဆိုတဲ့အတန်နဲ့ထွက်လိုက်တော့ချိန်ခနေပြီးတော့ချဖြစ်သွားမယ်အိမ်ဖြစ်သွားမယ်ဒီတလုံးထဲမှာပဲကျမတို့က consonants ခခွေးပါမယ် glide ရပ်ပင်ရတဲ့ပါမယ်ခ and ya ချ ပြီးတော့ရင် vowel ပေါ့နော် ain ဆိုရယ် vowel လေးပါမယ်အသက်ကလေးလည်းပါမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ consonants vowel glide ပြီးရင်အသက်ဆိုပြီးတော့အကုန်လုံးရောပါနေပေါ့နော်ဒီ syllable လေးမှာပြီးတော့ရင်နောက်တစ်လုံးကြည့်ရအောင် la a la a consonants and vowel ma ma glide လေးပါလာတယ်ဒီ glide က h တန်ဖြစ်တဲ့ကြောင်းမလို့တန်ထွက်ကြတယ်နော်မဒီမှာကတော့ a အဲ vowel ကအာဆိုတော့မာလာမာလာအဲဒီအဲဆိုတာတုံးလေးပါဗောနော်ဒီဘယ်ရဲ့အတန်အဲ့အဲအဲဆိုပြီးတော့သူ့ရဲ့တုံးလေးပေါ့နော်ဒီလဲဆိုတာတော့လာမာလဲငါအာငါမာတိတအိဒါလည်းပဲအော်ဒီဟာလည်းပဲတုံးမယ်နော်ငါမတိဘူဘူဒီနေရာမှာ ဲ dot လေးနှစ်ခု two dot တွေ့တာလည်းပဲတုံမွယ်ပေါ့နော်ဝိစနာမပေါလို့ခေါ်တယ်။ငါမတိဘူးငါမသိဘူးဆိုတာကတော့ I don't know လို့ပြောပါတယ်အဲ့တော့သူ့ကိုဖတ်တဲ့အခါမှာကျမတို့ကသူတို့ဘယ်အချိန်လာမှာလဲငါမသိဘူးပြောတဲ့အခါမှာတော့သူတို့ဘယ်အချိန်လာမှာလဲငါမသိဘူးရေးတဲ့အခါမှာလဲ no space ပါเนาะ space တွေမလိုပါဘူးကျမကြည့်ရတာလို့ရအောင် space ထည့်ထားတာ ဖြစ်တယ်အဲ့တော့သူတို့ရဲ့ syllable construction ကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာစာမှာ consonants ပါမယ်အဲ့ consonants မှာ green color နဲ့ glide ကလေးတွေလည်းပါမယ်ပေါ့နော်ပါရင်လည်းပါမယ်မပါရင်လည်းမပါဘူးဥပမာချဆိုရင်ပါတယ်မှဆိုရင်ပါတယ်လရောအရောဆိုရင်တော့ only consonants ပဲပေါ့အဲ့တော့ consonants မှာ glide တွေတွဲလာနိုင်တယ်ပြီးရင် vowel vowel မှာလည်းပဲတုံးလေးတွေပါရင်လည်းပါမယ်မပါရင်လည်းမပါဘူးတုံးနေရှိတယ်တုံးကတော့3တုံးရှိတယ်ကျွန်တော်တုံးမသိရသေးဘူး နောက်ဆုံးတစ်ခုကတော့အသက်ပေါ့နော်သူ့ကိုတော့ nationalize final လို့ပြောရမလားနောက်ဆုံးမှာ ပါတတ်တဲ့အတွက်ကြောင့် final လို့လည်းပြောပြီးတော့နှကောင်းတန်နဲ့ငတ်တတ်တို့နတ်တတ်တို့မတ်တတ်တို့ညက်တတ်တို့နဲ့อืมอืมအဲ့လိုမျိုးလေးဖြစ်တဲ့တန်လေးတွေပါမှာပေါ့နော်အဲ့တော့ဒီ question mark side လေးကိုအသက်လို့မှတ်ထားပေးပါငါအဒီအပေါ်အသက်ကလေးလို့မှတ်ထားပြီးတော့ n ကတော့ initialize လုပ်တဲ့နှကောင်းတန်လို့မှတ်ထားပေးပါနှကောင်းတန်ကတော့အမြဲတမ်း final မှာပဲလာမယ်ပေါ့နော်အဲ့တော့ initialize vowel initialize ဖြစ်နေက final ကတော့နောက်ဆုံးမှာလာမယ်ပြီးရင် consonant ရှိမယ် vowel ရှိမယ် consonant မှာ glide ပါမယ် vowel မှာတုံးနေပါမယ်ပေါ့နော်ဒါကတော့ကျမတို့ မြန်မာစကားလုံးဖွဲ့စည်းပုံကြောင့်ပဲဖြစ်ပါတယ်။အဲ့တော့ပြန်ပြီးတော့နောက်တစ်ခါသူ့ရဲ့အမျိုးအစားကိုပြောပြရမယ်ဆိုရင် consonance letter လို့ခေါ်တဲ့ဘီးတွေမြန်မာအက္ခရာတွေကတော့ကာကြီးခါခွဲခန်းငယ်ခါကြီးငှားနေအထီရှိပါတယ်။နောက်တစ်ခါ glide လို့ခေါ်တဲ့ဟာတွေပေါ့နော်ကျမတို့ glide တွေလေ့လာပြီးပါပြီနော် b ဒွဲလို့ခေါ်ပါတယ်မြန်မာလို့ b ဒွဲ glide တွေကတော့ yapping yayi wasway hat လို့ခေါ်တယ် အတန်တွေရှိပါတယ်။နောက်ပြီးရင် vowel တွေကတော့ e a a r o o u ဆိုပြီးတော့ရှိပါတယ်။ပြီးရင်အသက်ကလေးတွေပေါ့။ကကြီးနဲ့တတ်တယ်၊ငနဲ့တတ်တယ်၊စာလုံးနဲ့ညနဲ့ဆိုပြီးတော့ consonant တွေပေါ်မှာအသက်အသက်အသက်ကလေးတွေထည့်ထားတယ်။ဒါတော့ကျွန်မအသက်အုပ်စုလို့ပြောလိုက်မှာပေါ့နော်။ဒါနဲ့ပတ်သက်လို့ကျမတို့တက်ကတူမှာပေါ့နော်ကျမတို့အဲတင်ရတော့ဟာဆိုရင်အဲတရားတရားဟိုမှတ်တဲ့ဟာလေးရှိတယ် ကိုငယ်စိတ်ညစ်တဲ့နောက်ပိုးမယ်ဆိုပြီးဆရာမအတင်ပေးတယ်ပေါ့နော်ကိုငယ်ကစိတ်ညစ်ပြီးတော့နောက်ပိုးတယ်တဲ့အဲ့ဒါကျမတို့ကအသက်ကိုအစဉ်အတိုင်းမှတ်တကြပြလေးပါကိုငယ်စိတ်ညစ်တဲ့နောက်ပိုးမယ်တဲ့တိတ်တော့မဆိုင်ပေါ့နော်ကိုကြိုက်တယ်လို့ထည့်ပြီးတော့မှတ်လို့ရပါတယ်ကျမတို့ကအသက်ဒီဘလောက်ရှိလဲဆိုတာကိုကိုငယ်စိတ်ညစ်တဲ့နောက်ပိုးမယ်ဆိုတဲ့ဟာလေးနဲ့မှတ်ထားပါတယ်เออနောက်တစ်ခုอ่ะပါလဲဆိုอ๋อရပ်ပလက်တက်ကကျမဒီထဲမှာထားပါပြီးသွားပြီเนาะနောက်တုံးွားကြတော့ကျမတို့อ่ะ eat e e ဆိုပြီးတော့ e မှာ သုံးတန်ရှိမယ် a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  o o o a a a u u u o o o ဆိုပြီးတော့ကျမတို့မှာအဲတုံးတွက်သုံးနဲ့တုံးသင်္ကေတတွေရှိတယ်ပေါ့နော် ကျမနောက်ဗီဒီယိုတွေမှာတုံးကြောင်းကိုပြောပါမယ်နော်အားလုံးပဲနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်